6ရက်ဒီသူတို့ဘုံလာကျဲတဲ့အချိန်မှာစာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် မအမှန်တရားအနေနဲ့ချပြပေးဖို့ဒါစစ်ကောင်စီနဲ့တကွဖန်စီထိန်းသိမ်းထားခြင်းခံရတဲ့အမရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်အပြစ်မရှိတဲ့အကြောင်းကိုအမကဖြေရှင်းချက်ပေးခြင်းနဲ့မတရားဖန်စီခြင်းခံရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုဆက်ဆွဲမှုတွေဟာတာမန်တော့မဟုတ်ဘူးတိုင်တန်းတဲ့လူရှိတယ်ဒလန်နေရှိတယ်ဆိုတော့ဒါတွေကိုဘာကြောင့်လုပ်တယ်လဲဒီလိုလောက်ရခြင်းရဲ့အကြောင်းရင်းတွေကိုသူတို့ဘာကြောင့်ဒီလိုမျိုးသူတို့ဘာရဲ့မိသားစုတွေအပေါ် ဟဲ့လားမစာမနာနဲ့ဒီလိုမျိုးကိုကျိုးစည်းဝါပတ်စံလေးလင်းကားတောင်းတသိန်းရဖို့အတွက်အဲဒလန်လုတ်ပေးတာဒီဟဲ့လားဒီစကားစားရဲ့ဟိုဘယ်လိုပြောမလဲဟိုအရေးပေးမှုဟိုရဖို့အတွက်အချင်းချင်းသစ္စာဖောက်တာဒီဓာရီအပေါ်မှာအမတိစေချင်တဲ့အရာလေးပေါ့နော်ဒီနေ့ပြောပြချင်တယ်ဒါကဘသူ့ဘက်မှအမဘက်လိုက်ပြီးပြောတာမဟုတ်ဘူးဒါပေမဲ့အမှန်တရားကိုအမှန်တရားတိုင်းမမြင်တဲ့အတွက်ကြောင့်ဒါကိုမြင်စေချင်လို့အမပြောတာ ီပြဿနာလေးဖြစ်ရခြင်းဒီကိစ္စဖြစ်ရခြင်းအကြောင်းရင်းကိုအမှပထမဆုံးပြောပြပေးမယ်နော်သူတို့ဘာကြောင့်ဒီလိုမျိုးဆွဆွဲချင်းခံရလဲဆိုတော့ဒီမောင်လေးတွေညီမလေးတွေဆိုတာကအမနဲ့ခင်မရင်းနှီးတာနှစ်ပေါင်း10နှစ်15နှစ်အမရဲ့အနုပညာတက်တန်းဆလုပ်ကြတဲ့အမရဲ့တကယ်အမကပြိတ္တတိကြောအမမန်လေးသွားရလေဒီညီမလေးနဲ့အများနဲ့စုံနေထမင်းတွေစားရဲဟလာဈေးတွေထွက်ဝယ်ကြရဲအမလိုတာလေးတွေကူညီပေးတယ်ဒီလိုမျိုးလေးတွေပေါ့နော်တရားနဲ့တရားကညီမလို့ချစ်ကြတာဆိုတော့သူ့မှာလည်းသားလေးတမီးလေးတွေနဲ့မိသားစုနဲ့အေးအေးချမ်းချမ်းလေးသူ့အတူဈေးရောင်းနေတာ ဘာမှဒီဒေါ်လာရင်းနဲ့ပတ်သက်လို့ဒီကိစ္စတွေသိချင်းလည်းမရှိဘူးအမသူ့ညီမလေးရေးအမမှာတော့ဟလာဒီလိုမျိုးအခက်ခဲလေးရှိလို့အမလူချင်းတဲ့နေရာလေးတွေရှိတယ်ငလင်းဘေးတင်တဲ့ကလေးတွေဟလာစစ်ဘေးဆောင်တဲ့ဟိုစခန်းကကလေးတွေပြီးတော့အသက်ကြီးရွယ်ဦးတွေတချို့ဆိုကလေးမမွေးနိုင်ဘူးကလေးမွေးဖို့စရိတ်မရှိတဲ့အတွက်ကြောင့်ကလေးမွေးရမှာကြောက်နေတယ်မိခင်နေဒီလိုမျိုးကလေးတွေမိသားစုတွေအတွက်အမကူညီဖို့အတွက်အမဒီဈေးရောင်းတာလုပ်ပေးတာကိုယောက်ျားပတ်စံမရှာနိုင်လို့မဟုတ်ဘူးအမယောက်ျားပတ်စံရှာတာအမထိုင်ပြီးတော့အလူအတွက်ဆိုပြီးပတ်စံကိုတောင်းနေလို့အမြဲတမ်းမရဘူးပြီးတော့အလူ ဆိုတာက အခုခေတ်မှာလူတွေကအရန်ကိုမှပင်ပင်မမန်းလေးပတ်စံတွေရရှာရတယ်စီးပွားရေးတွေအဆင်မပြေတဲ့ခါမှာအရင်လိုမျိုးဟလာဟိုကမ်ပိန်းတွေမှာပဲကြည့်ကြည့်အလှခံတဲ့နေရာမျိုးတွေမှာဘယ်သူမှအလှအားတက်တယုံမပါဝင်နိုင်ကြတော့ဘူးအဲ့တော့အမတို့ကလည်းအားနာတယ် အမဆိုဘယ်တော့မှကိုပိုင်အကောင့်နဲ့အလှူခံတာမျိုးအမမလုပ်ဘူးအလှူရှင်နဲ့အလှူခံတဲ့လူတိုက်ရိုက်ဆက်သွဲပေးတယ်ဒါအမရဲ့ဟိုစိတ်နာအစ်စ်ပေါ့နော်တပြားတစ်ချက်မှလည်းဟိုအလှူခံပြီးယူတဲ့ထဲမှာလည်းအမမပါဘူးဘာကြောင့်လဲဆိုတော့အမကစားနိုင်တယ်ဝင်းနိုင်တယ်နေနိုင်တယ်တောက်နိုင်တယ်အကုန်လုံးနိုင်တယ်အမမျိုးသားအမဟိုဟိုဘာမှလိုလေသေးမရှိထားထားတာပြီးတော့အမမှာဘာမှပူစရာမလိုတဲ့ဘဝက ဒါပေမဲ့ဒုက္ခရောက်နေတဲ့အမရဲ့ပြည်သူတွေအခုဆိုငလျင်ဘေးတင်တယ်အမအိဆာရောက်တဲ့အချိန်မှာလည်းငလျင်ဘေးတင်တဲ့ဟာအတွက်ကိုအမအဓိကလှူဒန်းတယ်ပြီးတဲ့အခါမှာစစ်ဘေးရှောင်မှာဒုက္ခရောက်သွားတဲ့ကလေးတွေခြေပြက်လက်ပြက်တွေအိမ်ယာမဲ့သွားတဲ့ကလေးတွေစာတင်ချောင်းအတွက်တင်ကြနေရာမရှိတဲ့လူတွေနေ့တူတူကထမင်းစားဖို့တဲ့နေ့စဉ်အဟာရဘူးမရှိတဲ့နေရာတွေကိုအမလှူပေးတာဆိုတဲ့အခါကျတော့တချို့တွေကကျတော့အခုချိန်ဒီမှာလေးအမရဲ့ဒီဒီထဲမှာလေးဒလန်နေပါပါတယ်ဘာကြောင့်အမအခုလိုမျိုးဟို ပြဿနာဖြစ်သွားရလဲဆိုတာကမလိုလားအဲ့တော့ပြဿနာပေါ့နော်အဓိကတော့ဒီမောင်လေးဆိုလို့ရှိရင်လည်းဒီဖုံးမြအောင်ဆိုလို့ရှိရင်လည်း तू ဟာဟိုဘယ်လိုပြောမလဲတာမန်ရိုးရိုးဟိုသူနာပြုတ်လေးသူ့ဘာသာသူမိဘကိုလှုပ်ဟိုကောင်းကောင်းမွန်မွန်နဲ့လှုပ်ကင်ရှာကျွေးနေတဲ့မောင်လေးတယောက်ဆိုတော့အမနဲ့ခင်တာအရန်ကြာပြီအမရဲ့ပြိတ္တဆိုတာလည်းဟုတ်တယ်ဆိုတော့10နှစ်ကျော်15နှစ်လောက်အမပုံမှာဘာပဲလူလူဟာလာလူလေသေးမရှိအများနဲ့ကူညီပေးတယ်ဆိုတဲ့ခါကျတော့ဟိုဘယ်လိုပြောမလဲ အခုလိုမျိုးဟိုအမလှူဒန်းခြင်းတဲ့ဟာမျိုးလေးဆိုတော့ကူညီပေးတာပေါ့နော် ဆိုတော့အမှန်တရားတစ်ခုပြောပြမယ်နော်လူတွေဟာဘလောက်ထိခုချိန်မှာကိုချင်းစာနာမှုမဲ့နေပြီလဲဆိုတော့စစ်ကောင်စီနဲ့တကွဒီပြဿနာဖြစ်ဖို့အတွက်ဒလန်တွေအားလုံးကလည်းသိစေချင်ပါတယ်ကိုချင်းစာနာစိတ်ကလေးအလှူတစ်ခုလောက်တယ်ဆိုတာဘလောက်ထိပင်ပန်းပြီးတော့စိတ်ရောကိုယ်ပါပင်ပန်းရလဲဆိုတော့သူတို့နားမလဲဘူးအမဆိုရင်ကိုဘတာကိုအိမ်မှာအေးစိတ်နေနေလို့ရတယ်ဒါပေမဲ့ငလင်းလောက်သွားတယ်တော်တော်များများအမရေစားဖို့တောက်ဖို့မရှိဘူးအမရေစခိုင်းဘက်မှာငလင်းတန်းလေးတင့်နေအမရေတောင်ဘူးဘက်မှာနေပြီးတော့ဘက်မှာအမလှူတဲ့အခါမှာလေအမပုံမှာအခုလိုမျိုးပြစ်မှားတဲ့ဒလန်တွေ ဟလာစကစကူထောက်ပတ်နေတဲ့လူတွေအားလုံးနဲ့အမလှူတဲ့ဟာကိုစားတဲ့လူတွေအများကြီးပါတယ်။သိလား။ဒါပေမဲ့အမဒီအလှူဘယ်တော့မှမခွဲကြဘူး။အမလှူလိုက်တဲ့အရာမှာစားတဲ့လူတွေကနေပြီးတော့မှဆိုလဲနေပြီးတော့ဘက်မှာဒီစစ်ကောင်စီဘက်ကိုထောက်ပတ်နေတဲ့လူတွေအများကြီးပဲဒလန်လုံးနေတဲ့လူတွေကမှအမစီမှာအကောင့်တူနဲ့လာပြီးအလှူခံတဲ့လူတွေအများကြီးပဲ။ဒါပေမဲ့နေဟာငါ့ကိုဒလန်လုံးမဲ့လူလားငါ့အပေါ်မှာတစ္ဆာဖောက်မဲ့လူလားဆိုတော့အမတစ်ခါမှဘာသူမှမမေးဘူး။ဘာကြောင့်လဲအမအလှူလုပ်တဲ့အခါမှာအမကတော့လေစိတ်ကောကိုပါ ွင့်ပွင့်လင်းလင်းနဲ့ရှင်းရှင်းတန်တန်နဲ့ပဲအမစိတ်ကိုထားပြီးတော့လှူတယ်စိတ်ပြတ်တယ်အမအလှူတစ်ခုလုပ်တဲ့အခါမှာဩဟိုဘယ်လိုပြောမလဲ ဟိုငါလူလိုက်တဲ့လူကငါ့ကိုဟိုဆဲမဲ့လူလားငါ့ကိုတစ္ဆာဖောက်မဲ့လူလားဟလာငါ့ကိုပြန်ပြီးရုံးပါမဲ့လူလားဆိုအမဘယ်တော့မှမတွေ့ဘူးဒါပေမဲ့အော်လူဆိုတာကထမင်းစားဖို့တောက်ဖို့အတွက်ရုံးကန်နေတဲ့အချိန်မှာဘလောက်ထိနေဘူးတဲ့မှာရုံးကန်နေရလေကိုယ့်ရဲ့မြန်မာနိုင်ငံမှာရှိသမျှလူတွေအားလုံးကအရင်လိုစိတ်ဝါးရိုက်တဲ့အဆင်ပြေနေကြတာမဟုတ်ဘူးအဲ့ဒီအတွက်ဆောင်အော်သူတို့လေးတွေငါ့ပေါ်မှာကောင်းကောင်းမကောင်းကောင်းငါလူလိုက်တဲ့လူဟာငါ့ပေါ်မှာရုပ်တယ်ညံ့တယ်ဆိုတာဟာလေဖျားနဲ့ရှင်းလိမ့်မယ်ငါနဲ့ရှင်းချက်အကြောင်းမရှိဘူးလှူတယ်ဆိုတာစိတ်ပြတ်စိတ်တန့်မှရတဲ့အရာ ဲ့လိုဖြစ်ဖို့အတွက်ကိုအမကယောက်ျားစီပတ်သက်တစ်ချိန်လုံးတောင်းယူလို့မရဘူးမိသားစုခြားကြည့်ဖို့တည်းအမယောက်ျားတောင်းပန်ယူထားတာဒီအလှတန်းနေနေစင်နဲ့အမြလှုပ်ဖို့အတွက်ဆိုတာပတ်သက်ဒီပတ်သက်ဆိုလွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူးအမစိတ်မကောင်းဘူးဆိုတော့အမအခုဆုံးရှုံးသွားတဲ့ငွေဆိုတာဘာမှမဟုတ်ပါဘူးတိတ်အဲ့ရ300ဆိုတာဘာမှမဟုတ်ဘူးဒါပေမဲ့လေအဲ့ဒီပတ်စံတွေအားလုံးကတကယ်ဒုက္ခရောက်နေတဲ့လူတွေအတွက်ကိုသွားဖို့အတွက်ကိုအမပြင်ဆင်ပေးထားတဲ့ပတ်စံတွေ ဒီအလုံငွေတွေဆိုတာကသူများအသက်ကိုတတ်ဖို့အတွက်ငွေတွေပြင်ဆင်ထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီငွေတွေကိုနှက်မျောတာနှက်မျောတာကကို့အတွက်မဟုတ်ဘူးအမအတွက်ကအမသုံးဖို့အတွက်ဆိုလို့ရှိရင်လေအမအဲ့အဲ့ဒီစာရောင်းလို့အမဒေါ်လာနဲ့ရောင်းမှာဒေါ်လာနဲ့ရောင်းလို့ရတယ်မြမပြီကိုပို့ပြီးတော့တိုင်နေပတ်နေစားဘာအကြောင်းမှမရှိဘူးဒါပေမဲ့အဲ့ဒီပတ်စံလေးကအော်ငလျင်တင့်တဲ့လူတွေဟလာစစ်ဘေးတင့်တဲ့ကလေးတွေစားဖို့တောက်ဖို့အတွက်မရှိတဲ့နေရာတွေမှာလှူဖို့အထူးဆိုဆိုအသက်ကြီးတဲ့အဖိုးအဖွားတွေစိတ်ရုံမှာလာပြီးပြစ်ထားတယ်စိတ်ဝါကလည်းမရှိဘူးထောင်ထဲအမျိုးသမီးတွေ မတရားမြင်မှန်းနှိမ့်ဆက်ခံရရနိုင်ငံရေးအကျဉ်းသားတွေသူတို့အတွက်စေဝါးကားတွေသူတို့အသက်တွေဆက်ပြီးတော့မှမိသားစုတွေနဲ့အဆက်အသွယ်မရတဲ့အခါမျိုးတွေမှာစားဖို့တောက်ဖို့စေဝါးကားတွေရဖို့အတွက်အမတို့အဖက်ဖက်ကနေကူညီပေးနေတာသူများအသက်ကိုတတ်ဖို့မဟုတ်ဘူးဒါကြောင့်ဘာကြောင့်များဒီတလန်နေဟာလာအမအကောင့်တွေမှာလာမီးရတဲ့ချို့ရှိတယ်အမရဲ့အိတ်ဝယ်ချင်လို့ဆိုပြမှာအမအခုရောင်းနေတဲ့အိတ်ကလေးတွေဆိုတာက ရှိသမျှပတ်စံဒီအရာအားလုံးကမြမပြီကအမအခုကိုညီပေးနေတဲ့မောင်လေးတွေညီမလေးတွေရာနေပြီးတော့အမလူကြီးနဲ့နေရာလေးတွေလှူပေးတာသူတို့လေးတွေအစိမ်းတာအဖြစ်နဲ့လှုပ်ပေးတာဒီနိုင်ငံရေးမှာပါဝင်တာတခုမှမရှိဘူးသူတို့အကောင့်နဲ့သွားကြည့်လိုက်သူတို့မိသားစုအတွက်သူတို့ရုံးကန်နေတာတာမဲ့ဈေးရောက်နေတဲ့လူတွေတာမဲ့အလုံးလုံးနေတဲ့ nest တရဘလောက်များရရဆက်ဆက်ဆွဆွဲပြီးတော့ပြောရတဲ့လေလို့ပြီးတော့သူတို့ရဲ့ဒီစကားဆရဲ့ဆွဆွဲမှုနဲ့ဒလန်တွေရဲ့မတွေးမိတာတခုပါလေဒီဟာတွေမဖမ်းခင်မှာအမကသာဟလား ဒီအဲ့ဒီ download ရတဲ့ပတ်စံနဲ့ PDF တွေကိုထောက်ပံ့ချင်တယ်ဆိုရင် PDF လက်မှတ်လက်နက်တွေပါရင်ဝယ်ဖို့တာဘာလို့ထောက်ပံ့နိုင်ပါလဲလက်နက်ဝယ်တယ်ဆိုတာခလေးကစားသလိုဘလန်းပေးမှာငွေရုပ်တီးချောင်းငွေရုပ်တီးမောင်ရောင်းသလိုမျိုးဟဟလာဈေးတော့ဝယ်စားသလိုမျိုးရောင်းရ900ပေးမှာငါ့ကိုရောင်းလို့လုံးလို့မရဘူးနိုင်ငံတကာအတိမတ်ပြုတဲ့လက်မှတ်တွေတကယ်တရားဝင်ပါတရားဝင်ရတရားဝင်တဲ့နိုင်ငံရဲ့စီးစိတ်တွေဒီလိုမျိုးအဖွဲ့အစည်းတွေစစိတ်တွေနဲ့သွားပြီးမှဝယ်လို့ရတာအမရှာတဲ့ငွေပတ်စံဆိုတာကသိန်း200 300ဆိုတာကဒေါ်လာနဲ့လဲရင်ယူရိုနဲ့လဲရင်တောင်မှ ပတ်စံလေးယူရို2000 3000ဆိုတော့ကြည်တထောင်တော့ဝယ်လို့မရတဲ့အစ်စ်ကြည်တကဝယ်ခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုးဈမ်းပြီးမှထိုင်ပြီးဝယ်လို့ရတာမဟုတ်ဘူးအဲ့တော့သူတို့မပန်းနေမှာစဉ်းစားရမှာဒါအတမန်ပြည်သူတယောက်ကဟလာတကယ်ငလျင်ဘေးတဲ့နေတဲ့လူတွေကိုလှူနေတာစစ်ဘေးဆောင်ကကလေးတွေခြေလက်ပြတ်နေတဲ့ကလေးတွေဟလာဘုံချင်းထဲမှာမှာစားဆံဖြစ်တောက်ဆံမရှိတဲ့ဒင်းကိုတောက်ဖို့ဒီကျွေးနေတဲ့မှာသူတို့တွေနေဖို့ထိုင်ဖို့အတွက်အမိုးကာတွေမိုးရွာတဲ့အခါမှာစာတင်လို့မရတဲ့ဟာတွေဒီကလေးတွေအတွက်သူတို့ကျမ်းပါယူစရိတ်တွေအတွက် အမယောက်ျားကိုလက်ဖြတ်တောင်းနေလို့မရဘူးအလူရှင်တွေထိုင်ဆောက်နေလို့မရဘူးဒီလူတွေကနေ့စဉ်နဲ့အမြထမင်းစားနေတာဒီလူတွေထမင်းစားဖို့ဒီလူအသက်ရှင်ဖို့ခလေးမွေးဖို့ဒီလူမီးတွင်းထဲမှာစစ်ထဲမှာခလေးမွေးတဲ့အခါမှာစစ်ဘေးတင်နေတဲ့လူတွေထဲမှာလည်းခလေးမီးတွေအများကြီးပါတယ်ကိုယ်ဝင်တွေတွေအများကြီးပါတယ်ဒီလူတွေကခွဲဖို့အတွက်စိတ်ဖို့အတွက်သူတို့အတွက်စေးဝါးတယ်ဘုံနဲ့တင့်နေတဲ့ခလေးတွေခြေလက်ပြတ်နေတဲ့လူတွေအတွက် medical supply နဲ့ဒီ supply တွေ medical supply တွေပေးဖို့အတွက်ကဆိုတာကအမအလူရှင်ကိုတိုင်ဆောက်နေလို့ရှိရင် သူတို့ဒုက္ခအများကြီးရောက်သွားနိုင်တယ်အဲ့တော့အမလှုပ်ပေးနိုင်တဲ့တက္ကလာတစ်ခုကလည်းအမလှုပ်ပေးတာအမစိတ်ကရှင်းရှင်းလေးဘယ်သူအတတ်မှတတ်ဖို့တော့ထောက်ပံ့နေရလဲမဟုတ်ဘူးစိတ်တစ်ခုဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်အများဆုံးခံစားရတာပြည်သူတွေပဲအများဆုံးခံစားနေရတာပြည်သူတွေပဲဘာသာပြည်သူတွေအများဆုံးခံစားရလဲဆိုတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဂျားထဲမှာညံ့နေတဲ့မျိုးစားပင်ကပြည်သူတွေပဲအဲ့တော့ကိုယ့်ရဲ့နိုင်ငံကအစိုးရကမကောင်းတဲ့အခါမှာသူတို့တကူတဲ့အတွက်တပူတဲ့အတွက်လုံနေတဲ့အခါမှာ ဘလိုမျိုးဘလိုမျိုးဟိုတက်တရာဘယ်ထောင်းကနေပဲသူတို့ပတ်ဆံရဖို့သူတို့ဘလိုမျိုးထောင်းကနေပဲဘလိုမျိုးဘသူတွေကိုဒုက္ခပေးဖို့ဝင်ညှင်းလို့ရမယ့်အရာတွေအဲ့လိုသူတို့လို့ရယူပါဒီပတ်ဆံဘာမှမဟုတ်အမှတ်တိုင်းနေရတော့ဆိုတော့ဘာမှမဟုတ်ဘူးဘာသာဘာမှမဟုတ်ဘူးလို့ပြောလဲဆိုတော့ ကိုအတွက်ရှာတယ်ဆိုတော့ကိုကပို့ပြီးတော့မှခံစားရမယ်ဒါပေမဲ့အခုကဘာလဲဆိုတော့အမထားတယ်ကလှူဖို့အတွက်အမအတွက်တာအမဆိုအစလာကလေးအမယူရိုနဲ့ဒေါ်လာနဲ့အမရှာဦးမှာပေါ့အမဘာဖြစ်လို့ဒီလိုဗမာပြည်ကိုစိတ်မချတယ်မြန်မာပြည်မှာဘာဖြစ်လို့ဒီလိုမျိုးငွေတွေကိုအမတန်းရာနဲ့ချီပြီးတော့မှမိတ်ဆွေတွေအကူအညီတောင်းပါလေဘာဖြစ်လို့ဆိုအမ ဒါတွေကစစ်ကောင်စီထင်တယ်လို့မျိုးဒလန်တွေထင်တယ်လို့မျိုးအမက PDF တွေသူတို့စက်ဖို့အတွက်လက်နက်တွေထောက်ပံ့နေတယ်သူတို့ထင်တာအမတို့လေ PDF တွေလှူချင်တယ်ဆိုလို့ရှိရင်အမတို့ NUG ကိုပဲလှူကြတာ NUG ကိုပဲစက်သွဲတာအမတို့ပွဲဆိုသမ ्या ဟလာအမတို့တော်လန်ရေးတွေဟိုကာလာတွေမှာတော်တော်လန်ရေးပွဲတွေနိုင်ငံသားတိုးတွေသွားဆိုတယ်ဆိုအဲ့ဒီထားတဲ့ပတ်စံကြီးအားလုံးက NUG တို့ဟလာတကယ်ကိုအဖွဲ့အစည်းတို့လှူတာအဲ့တော့သူတို့တကယ်လို့ဖမ်းချင်တယ်သွားချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ NUG ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့အစည်းသူတို့ဖမ်းချင်တယ် တ်တော့မှမလှုပ်ရဲဘူးမထိရဲဘူးဘာလို့လဲဆိုတော့သူတို့ထိရတယ်သူတို့နာမယ်ဆိုတော့သူတို့သိလို့အမအောင်လှုပ်တာဘာဖြစ်ဆိုအမကတာမဲ့ပြည်သူတွေကိုလှူနေတာဒီလိုပြည်သူတွေကိုနာအောင်လှုပ်လေဟာလားဟို NUG ကမှသူတို့ရှော့ပေးမလားနောက်ပိုင်းအမမလှုပ်ရဲတော့ဘူးလားသူတို့ထင်မှာဒီခဲတန်းကြတော့လေအမကကောင်းတာလှုပ်တာ တိတာဒီကလေးတွေမောင်းနေဆိုတော့ဘာအဖြစ်မှမဖြစ်ဘူးတာမဲသူနာပြူလေးတွေတာမဲဟိုကလေးမိတရားကလေးနှစ်ယောက်သုံးယောက်နဲ့သူကသူဈေးရောင်းနေတာဒါမဲအမောက်ချစ်လို့လို့အော်အမအမလှူချင်တာလေးရှင့်ပြောတော့ညီမအကောင့်နဲ့လက်ခံပေးမယ်ညီမလှူပေးမယ်ဆိုပြီးတော့မှအတုစီရတစ်စက်အမလှူလေးလုပ်ပေးတာသူဆိုတော့လည်းဖန်ခံရတဲ့အချိန်မှာမကွေးမှာသွားပြီးတော့မှဒီစကားရင်းတို့ဟိုတောင်ဟူတို့မကွေးတို့ဘက်မှာငလျင်တင့်နေတဲ့လူတွေကိုအမကညီမလေးရေလှူပေးပါနော်ဆိုပြီးမှပတ်စံလေးပေးလိုက်တဲ့ဟာလေးကိုသွားပြီးတော့မှသွားလှူပေးတာဆိုတော့ဘလောက်ထိများ သူ့အနေနဲ့သူ့မိသားစုတွေနဲ့ခံစားရမယ်အမပထမဆုံးပူတာပူသွားဟဲ့ဒီနေ့ပဲငါ့ကိုလှူပေးမယ်ပြောပြီးတော့မှလုံးဝ Facebook ကနေပျောက်သွားတယ်ဒါမဲ့မဆိုင်ထဲမှာထင်တာပေါ့နော်လူတွေအားလုံးဒုက္ခရောက်နေတဲ့ခါကျငါ့ငွေလိမ်သွားလားမသိဘူးဆိုဘာဖြစ်လဲဆိုအမမကောင်းတာလုပ်တာမဟုတ်ဘူးကွာသူတို့ထင်တယ်လို့မျိုးလက်နက်တွေရောင်းပြီးတော့ PDF တွေထောက်ပတ်တယ်လို့သူတို့ထင်နေကြတာဒီငွေလေးမဆုတ်မပုတ်မပဲတဲ့ပြားနဲ့တိတ်တရားတရားဆိုတော့အမတို့ယူရိုနဲ့လဲတာတော့ထောက်ထောက်ပဲရှိတာမြန်မာငွေတန်ဖိုးတဲ့ပါမဝယ်လို့မရတာလက်နက်မပြောနဲ့ဟိုအချီတထောင်တော့ဝယ်လို့မရတဲ့ပတ်သက် ဒါပေမဲ့ဒီပစ္စတိ3550ဟာထမင်းငက်နေတဲ့လူတွေစေးရုံမှာစေးမရှိတဲ့လူတွေဒုက္ခရောက်နေတဲ့အဖိုးဖွားတွေစားဖို့တောက်ဖို့အတွက်ကလေးမေတွေကလေးမွေးဖို့အတွက်ကိုဝင်းနေမိခင်ကြီး သူတို့အတွက်ပြီးတော့နေ့စဉ်နဲ့အမျှစစ်ဘေးတိုင်ခံနေရတဲ့စစ်ဘေးတည်နေနေရာတွေမှာရှိတဲ့ကလေးတွေအတွက်စားဖို့တောက်ဖို့အတွက်တစ်နေ့စာတစ်နေ့လေးရှားရင်တောင်မှသူတို့အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့အမတ်အားတွေလုပ်နေရမှအနေနဲ့ဘလို့ဒီစိတ်ပင်ပန်းနေဆိုတာစဉ်းစားကြည့်ကိုနဲ့ဘာမှမဆိုင်တဲ့ဒီအလုပ်မတစ်ခါမှမလုပ်ဘူးဒီ online shopping ဆိုတာဒါပေမဲ့အမလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့အမလူချင်းတန်းနေတဲ့အရာတွေအားလုံးအမမိသားစုအမတစ်ချိန်လုံးဘာမှလုတ်ပေးလို့မရဘူးတစ်ချိန်လုံးပတ်သွားတောင်းမရောက်ကြရင်ငါလူချင်းလို့ပေးပါဘူးဆိုတတိယသိန်း50အမှတ်သွားတောင်းလို့ရလား မရဘူးအမမလည်းကလေးတောင်းမှရှိတယ်သူတို့ရဲ့ကျောင်းစရိတ်တွေနေဖို့စားဖို့တွေစရိတ်တွေအမယောက်ျားရှာနေရတာအမအပူမပေးချင်ဘူးအဲ့တော့ကိုတန်းတန်းနဲ့ပြန်တယ်စိတ်ကောရှင်းတဲ့အလုပ်ငါအလူကိုစိတ်ပြက်ပြက်တသားနဲ့ငါလှုပ်တော့မယ်အဲ့တော့ကျောင်းငါယောက်ျားငါ့ကိုကိုညီပြီးတော့မှဒီဒီလိုက်စစ်တွေဟလာဒီဈေးရောက်တဲ့ဟာတွေအလုပ်ကိုသူဒီဘက်မှာအီတလီကနေအကုန်လုံးလှုပ်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့အောင်ကမိမလှူချင်တန်းချင်တယ်စိတ်စမ်းချမ်းသာပါစေဆိုတော့အမရဲ့အမျိုးသားရဲ့စိတ်ကြောင့်အမဒီအလုပ်လေးကိုလုပ်နိုင်တာ no no မျက်ရည်ကျတာတစ်ခါမရှုံးဘူးမျက်ရည်ကျတာဆိုအမရဲ့ပြည်သူတွေအတွက်မတရားဖမ်းဆီးခံရတဲ့အမညီကိုမောင်တို့မိတ်ဆွေတွေအတွက်အမမျက်ရည်ကျတာတခြားသာမဟုတ်ဘူးဒါအမသူတို့လက်လျှော့လိုက်လို့လက်ညှောက်လိုက်လို့မျက်ရည်ကျတာမဟုတ်ဘူးဘာကြောင့်များအပြစ်မရှိတဲ့လူတွေပေါ်မှာဖမ်းဆီးပြီးတော့မှအမတရားဆွတ်ဆွဲတာလေသူတို့ရဲ့မိသားစုတွေသူတို့ရဲ့တားသမီးတွေသူတို့ဘယ်လောက်ထိများခံစားရမလဲအမရဲ့အလူအတွက်သူတို့ကဒါစားကန်ဖြစ်သွားတာအမထောက်ပံ့ပေးနေတယ်ဆိုတဲ့ဟာတွေကအားလုံးကဒီကဲကို ဒုက္ခရောက်နေတဲ့လူတွေကြီးပဲဒီကလေးဖေးသေးတဲ့နေရာကြီးကိုမလိုက်လှူပေးနေတာစစင်းစားကြည့်ပါဒီလိုမျိုးသာဖန်ဆီးကျေးဆိုလို့ရှိရင်ဒီလိုကျေးသာဖန်ဆီးကျေးဆိုလို့ရှိရင်အခုကြည့်နေတယ်ဘာလို့တလန်နေပါလဲနားလဲအမအိတ်လာပွဲနေတယ်မလားတလန်နေပါပြီးတော့အမအလှူလောက်တဲ့အဲထဲမှာလဲအမပုံမှာ တကယ်ဒုက္ခရောက်တဲ့ရရောင်ထဲမှာအကောင့်လိုချင်လို့ငွေလွှဲမဲ့အကောင့်ကိုတိချင်လို့တမင်တတအမကြီးကျွန်တော်တို့ဒုက္ခရောက်နေကျွန်တော် CDM မှာကျွန်တော်ပြဖားမယ်ကျွန်တော်ကတော့ဘမကျွန်တော်မိမတော့ခလီမွေးပါတော့မယ်ဆိုပြီးဒီမှာမျိုးစုံလုပ်တဲ့လူတွေအမကတော့ဘသူ့ဥမအော်ဒလန်လားပြည်သူလားတကယ်ကိုဟိုငါ့အပေါ်မှာရုံမှမဲ့လူလားဆိုအမဘယ်တော့မှမခွဲခြားဘူးတော့ဘာသာမခွဲခြားဘူးလဲဆိုတော့လူတဲ့အခါမှာလူကစိတ်ရှင်ရတယ်စိတ်တက်ရတယ်ပြောနေရတော့ဒီလိုလူကိုလှုပ်လို့လူဆိုးမို့လို့လူကောင်းမို့လို့ဆိုပြီးအမှမှခွဲခြားပြီးတော့မှလူရတဲ့စိတ်တက်လည်းမရှိဘူးအဲ့တော့စားတဲ့လူစိတ်လုံးနေဆိုစားပါစေ အမရဲ့ပေးလိုက်တဲ့လှူလိုက်တဲ့ငွေလေးဟာအမမှလည်းပြင်ပြင်မမှန်နဲ့စိတ်တော့ကများစွာနဲ့မိသားစုတစ်ဖက်ကလေးတစ်ဖက်နဲ့ရုံးကန်ပြီးတော့မှနေ့ညတွေမှားပြီးတော့မှဈေးတွေရောင်းပြီးတော့မှလှူထားတဲ့အလှူကိုစားရက်တယ်အမပေါ်မှာလှုပ်ရက်တယ်ဆိုလို့ရှိရင်ခံပါစေအမလေးအေးဘအခုမှမျက်ရည်ချူပြနေရအော်မျက်ရည်ချူအဲ့အမျိုးတွေပေါ့အခုဆိုအမစီမလာပြောရတဲ့သူတွေတွေ့တယ်မလား ဟိုဒီအရေးဆိုတကယ်တော့ဒလန်နေသူတို့ပုံနေလဲသူတို့မဖော်ရဲဘူးအဓိကတော့သူတို့နေ့စဉ်နဲ့အမြစိတ်ကောင်စီစီကနေဟို900တထောင်ကြားတယ်ဆိုတာနဲ့သူတို့ကစိတ်ကကျိန်နေတယ်ကွာကွာပြီလားသူတို့အမကပြောပါဘူးအမအလှခံတဲ့နေမှာအဲ့လိုမျိုးအကောင့်လူနေအလှခံတဲ့လူလည်းအများကြီးပဲပါတယ်ဒါပေမဲ့အမလှူပေးတယ်ကျမခလေးမွေးရတော့မယ်ကျမမစေးရုံစီးမရှိဘူးအမရေလှူပါဦးဆိုတော့အမလှူပေးလိုက်တယ်အော်ငါလည်းမြည်ခင်တရခလေးမွေးရမယ့်အချိန်မှာစိတ်ပြည့်စည်းမှု stress တွေနဲ့အများဘယ်လိုမျိုးပေါ့ဟိုဟို ကလေးမွေးဖို့တော့ကိုကြောက်နေရမှာလဲဆိုတဲ့စိတ်မျိုးဖြစ်မှာဆိုလို့အိုးဘာပဲဖြစ်ဖြစ်စေဖို့ဘာကရပါစေဆိုပြီးတော့မှလှုပ်ပေးရပါစေဆိုတဲ့စိတ်နဲ့ပဲလှုပ်ပေးလိုက်တာအဲ့လိုမျိုးတွေအမလှူတဲ့တဲ့မှာလည်းအမပေါ်မှာတစ္ဆာပြန်ဖောက်တဲ့လူတွေရှိတယ်အရင်တော့တခါကူညီခဲ့ဘူးတဲ့ကိုယ့်စီကငွေတွေလိမ်သွားတယ်ပြီးတဲ့အခါကျတော့သူတို့ဘာမှအပြင်မှာလှုပ်စားလို့မရတဲ့အခါမှာကိုယ့်စီမှာလာပြီးပြန်လာတောင်းပန်တယ်ပြန်လာတောင်းပန်ပြီးတော့မှအမရဲ့ကျမကိုဒီ Facebook မှာပြန်ရှင်းပေးပါကျမခိုးတာဟိုကျမလိမ်ထားတဲ့ပတ်စံတွေမဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောပေးပါဆိုပြီးတော့မှလာပြီးပြန်ပြောတဲ့လူတွေရှိတယ်ဒါပေမဲ့ အဲ့ဒီလိုမျိုးလွယ်လွယ်နဲ့လှိန်လွယ်လွယ်နဲ့အမကဖြေလျှော့ပေးရလောက်အောင်လေအမလောက်ထိတော့မတုံးကွာအဲ့ဒီတော့အမှန်တရားကိုသိအောင်လူတွေကိုချပြလိုက်တဲ့ကြာဒီလိုချွတ်တော့လူတွေအမအတွက်ဒီဟန်သူဖြစ်သွားတာပေါ့ဆိုတော့အမရဲ့ပေးလိုက်တဲ့အလှမာတွေကိုခုပုံမှာရုပ်မှာကောက်ချစ်ဖို့အတွက်ကြံစီတာတဲ့ဒလန်တွေလည်းအများကြီးဖြစ်လာတာရှိတယ်ဒါပေမဲ့အမအပြစ်မပြောပါဘူးအမအကုန်လုံးကိုခွင့်လွတ်တယ်အမခွင့်လွတ်တယ်ဒါပေမဲ့အမစိတ်မကောင်းတာကကိုယ်အလှူအတွက်ကူညီပေးတဲ့ဘာမဆိုင်냐မဆိုင်တဲ့မိသားစုတွေအားလုံးစိတ်ဆင်းရဲရတယ်ဒီမောင်လေးနဲ့ညီမလေးဟာလား သူ့မှာငလျင်အတွက်ကိုအလှသွားလုပ်ပြီးတော့ပြန်လာမှသူဖမ်းခံရတယ်။နောက်တရဒီအလှအတွက်ကိုမှငွေတွေတွားပြီးလွှဲပေးပြီးသူကသူအလုပ်ဆင်းနေတဲ့ဟာမှာသူ့ကိုလာပြီးတော့မှရက်ကွက်ကောင်စီကနေခေါ်ပြီးတော့သူ့ကိုဖမ်းသွားတယ်။အမှပထမဆုံးရုံးကောင်မယုံဘူး။ဟဲ့ငါလောက်နေတာငါ PDF ကိုထောက်ပတ်နေရလဲမဟုတ်ဘူး။ PDF ကိုငါထောက်ပတ်နေဆိုတာကရပ်ပတာငါပွဲဆူပြီးတော့မှနိုင်ငံခြားကနေပြီးတော့မှပွဲတွေဆူပြီးရတဲ့ပတ်စံကို NUG ကနေတစ်စင်အဖွဲ့အစည်းကြတယ်တစ်စင်လှူတာ။အဲ့တော့ဒီကလေးတွေလည်းဘာမှမဆိုင်ဘူး။အဲ့တော့ သူတို့တကယ်ဖမ်းချင်တယ်လောက်ချင်တယ်ဆိုလို့ရှိရင်တကယ်အန်ယူရှီရတယ်တစ်စစ်လောက်နေတဲ့အဖွဲ့စီတွေအများကြီးပဲဒါကြီးချသူတို့မထိရဲဘူး။ဘာကြောင့်မထိရဲဘူးလဲဆိုတော့တကယ်သူတို့ကိုစော်နေတဲ့လက်နက်တွေဝယ်ပြီးစော်နေတဲ့နေရာကတကယ်ကိုပြည်သူတွေအခိုင်အမာထောက်ပံ့နေတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်ပဲသူတို့မလောက်ရဲဘူး။ကိုရီကျတော့ပြည်သူကိုထမင်းစားဖို့အတွက်ငလျင်ဖေးတဲ့လူတွေအတွက်တကယ်ကိုစေဝါးကလူနေတဲ့နေရာတွေကိုလှူတဲ့အလှူတန်တန်ကိုမှသူတို့လာထိစော်ကားတဲ့အတွက်ကြောင့်ဒီအကူတူကသူတို့ရလိမ့်မယ်။တကယ်လို့အမလို့ လူတဲ့လူဖမ်းလဲဆိုသူတို့ဖမ်းစရာအများကြီးနော်အခုသူတို့ဘောမနေတဲ့ဆယ်လီတွေအများကြီးပဲဘောမနေတဲ့ဆယ်လီတွေကလေးမွေးနေတို့ဟလာဘာမွေးနေညာမွေးနေအလူတက်မင်္ဂလာအလူပြုတ်တယ်တို့ပါဆိုသူတို့ဆိုလို့ရှိရင်သူတို့ဘောမနေတာဒါလည်းအလူပဲလေတကယ်လို့သာအလူအလူလောက်ချင်းသာဖမ်းမယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ကသူတို့ပြန်ပြီးထောင်ထဲဝင်နေရလိမ့်မယ်သူတို့ငလင်ဘေးတဲ့နိုင်ငံတကာနဲ့လူသားလေဘီလီယံ၄၅၆ဘီလီယံလောက်ရှိတဲ့ပတ်စံလေး သူတို့ဒါအလှူငွေတွေသူတို့လက်ခံထားတာမဟုတ်လားတကယ်လို့ဒါဒုက္ခရောက်တဲ့ပြည်သူတွေကိုအလှူလောက်ကျေးတာဖမ်းခံရမယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့ပါသူတို့ထောင်ထဲထည့်ရလိမ့်မယ်နေ့စဉ်နဲ့မြလူတွေကတနည်းမဟုတ်တနည်းနဲ့လှူနေကြတာအချင်းချင်းထောက်ပံ့နေကြတာအဲ့လိုဒါလှူမယ်ဆိုလို့ရှိလို့ရှိရင်သူဖမ်းဆရာလူတွေအများကြီးပဲသူ့ဘောမလေးရဲ့လူတွေကိုယ်တိုင်ခလေးမွေးနေအမေမွေးနေယောက်ျားမွေးနေမိန်းမမွေးနေဆိုပြီးတော့လှူနေကြတာမဟုတ်ဘူးလား ဲ့လူတွေပဲတော့ဖက်လေဒါဆိုလို့ရှိရင်သူ့ကိုပုံကန်နေတဲ့ပြည်သူတွေသူ့ကိုလက်မခံတဲ့ပြည်သူတွေနေစဉ်ကြတူတူပေါ့ထမင်းစားနေတာလို့လှူနေတာပဲမဟုတ်ဘူးလားသူတို့သာဖမ်းချင်နေဆိုရင်အမအမဘာလို့လုပ်လဲဆိုတော့ဒလန်ရှိလို့ဒလန်ကအမကိုကြည့်လို့မရလို့ဒါမှမဟုတ်လေအမလိုပဲစီးပွားဘက်တူတဲ့ online shop တစ်ခုခုကနေပြီးတော့မှဟလာဟိုအမကိုဈေးဝယ်ချင်အောင်စောင့်ပြီးတော့မှသူတို့ရဲ့စစ်ကောင်စီဘက်ကနေပြီးတော့အုပ်စုတွေကလက်တူတာအမလိုသာလုပ်ကြည့်ဆို online shop တွေအများကြီးပဲကွာနိုင်ငံခြားကနေပြီးတော့မှဒီမြန်မာနိုင်ငံအောင်တင်သွင်းနေရတယ်အများကြီးပဲဟုတ်လားဆိုအမကတော့အမပြိတ္တတယ်အမကိုချစ်လို့ဝယ်တာ ဒါတွေကသူတို့တော်လိုင်းရေးအတွက်ထောက်ပံ့မှာဆိုရင်စိတ်နဲ့ဝဲတာမဟုတ်ဘူးအမကလည်းတော်လိုင်းရေးအတွက်ထောက်ပံ့နေဖို့အချိန်မရှိဘူးဘာကြောင့်လဲဆိုတော့တော်လိုင်းရေးအတွက်ထောက်ပံ့မယ်ဆိုရင်သူတို့ထည့်တယ်လို့မျိုးလက်နက်တို့ဟလာဘုံးတွေဓာတ်တွေဝယ်ဖို့ဆိုတာကခလေးမုံစားလို့လုံလို့ရသလားသူတို့တွေမစင်စားတာ သူတို့တွေမစင်းစားတော့ပြောပြတာအမထောက်ပံ့နေတဲ့အရာတွေကအားလုံးကလေအခုပေးနေတဲ့ပတ်စံတွေအားလုံးကဘယ်ဟူသွားလဲဆိုတော့ငလင်းလှုပ်တဲ့လူတွေငလင်းဘေးတင်သွားပြီးတော့မနေစရာထိုင်စရာမရှိတော့တဲ့လူတွေအမခုနကပြောသလိုစေးဘိုးဘကမတတ်နိုင်တဲ့ထောင်တဲကအမျိုးသမီးတွေချင်းနှိမ့်မနှိမ့်ဆက်ခံနေရတဲ့ထောင်သားတွေနိုင်ငံရေးအကျဉ်းသားတွေအတွက်ဟိုစားဖို့တောက်ဖို့စေးဘိုးဘကအမလှူပေးတာအဲ့တော့အမရဲ့ကောင်းတဲ့ကုသိုလ်လေးကတူထိုးတာမှကုသိုလ်ရပါသေးတယ် အမကဘသူ့ကိုမှမထိခိုက်ဖဲနဲ့လူအတက်ကိုလည်းမတတ်ဖဲနဲ့သူတို့လည်းဘာမှမနှောက်ယှက်ဖဲနဲ့လှူတဲ့အလှူပါသူတို့ဒါဖမ်းမယ်ဆိုလို့ရှိဖမ်းလို့ရရွေအများကြီးပဲအခုသူတို့ဘောမှလည်း celebrity တွေသူတို့အေးမယူထားတဲ့ celebrity တွေအများကြီးပဲသူတို့တွေဆိုနေ့စဉ်နေ့မြလှူနေတာပဲမဟုတ်ဘူးလားအမလူသားဟိုအလှူလောက်တိုင်းဖမ်းမယ်ဆိုလို့ရှိဟိုသူတို့လက်အောက်မှာအလှုပ်နေတဲ့အလှူလောက်တဲ့လူတွေအများကြီးပဲသွားဖမ်းလीအ ကလေးမွေးနေလို့ပါမခုနောင်ကပြောသလိုပေါ့လှုပ်လို့ရတယ်လေတက်လာလှူတိုင်းသာဖမ်းမယ်ဆိုလို့ရှိရင်တော့ကောလွယ်လွယ်လေးအဲ့တော့အမမို့လို့သာတိုးတယ်ထောင်တယ်လို့ဒလန်ရှိလို့သာအခုလိုမျိုးအမကဟိုအလူငွေတွေသူတို့တိုင်မလာအဓိကတော့သူတို့ငွေလိုတယ်ကွာဘယ်နေရာမှာငွေရှာလို့မရအောင်အဲ့ဒီခါကျတော့အမတို့လိုလူမျိုးကိုဒလန်ကရှာပေးတယ်ဆိုလို့ရှိရင်သူတို့၄၅သိန်းပေးလိုက်မယ်သူတို့ဒီအကောင့်ကြီးပိတ်ပြီးသူတို့ပတ်စံယူမယ်ဆိုတော့ဒါကြီးအရန်အောက်တန်းကြတယ်အလူငွေအလူဖို့တော့အမရှာထားတဲ့ပင်ပင်မဲမဲနဲ့ရှာထားတဲ့ပတ်စံကိုသူတို့ကအခုလိုမျိုးဟလာ အပြစ်မဲ့တဲ့ပြည်သူတွေကိုဖမ်းပြီးတော့မှလုတ်တယ်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီငရဲကကြောက်ရွံ့ကောင်းနေတော့ဘာဖြစ်လဲသူတို့ဖျားရည်စရာတွေလည်းငွေတွေယူပြီးလှူငွေတွေလည်းဘုံပြီးသွားပြီးသူတို့ရဲ့စိတ်တွေရောကိုယ်တွေရောဘလောက်အထိဖျားကဟိုသူတို့အာကုသူတွေဝယ်နေလဲသူတို့ကိုသူတို့သူတို့နားမလဲဘူးအဲ့တော့အခုလိုကာလမျိုးမှာကိုယ်ကိုယ်တိုင်အလှူတန်းမလုံနိုင်နေပါဘာကြောင့်သူများလုတ်တဲ့အလှူတန်းလေးကိုစိတ်ကောကိုပါတန်တန်လေးနေမှာဟိုတာတို့မခေါ်ချင်တာလေအခုလိုမျိုးအမရဲ့အကောင့်ထဲမှာတက်လန်နေအများကြီးဆိုလဲအမသိတယ်အဲ့တော့ဟို အမကိုတိုက်ခိုက်လိုက်လို့လေအမကဘာမှမဖြစ်သွားပေမဲ့အခုဖမ်းခံလိုက်ရတယ်မောင်လေးညီမလေးဆိုအပြစ်မရှိဘဲအမတို့ပြည်သူတွေထဲမှာမဖမ်းခံရတာအဲ့လိုသာဖမ်းခြင်းဆိုလို့ရှိရင်နေ့စဉ်နဲ့မျှဟိုတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ်ရှင်းရှင်းပဲဖမ်းမယ်ဆိုတနိုင်ငံလုံးဖမ်းရမှာသူတို့ပြောနေတဲ့ဟိုတကယ်နာမည်ကြီးတွေအခုပွဲတွေလုတ်သွားတဲ့နာမည်ကြီးတွေဆိုနိုင်ငံသားတွေမှာသွားပြီးတော့မှ ပွဲတွေတော်တော်ဆူနေရလေအဲ့ဒီပစ္စည်းတွေလည်းပြန်လာလို့ရှိလို့ရှိရင်တော့မလှူရတယ်ဟဲ့ဒါလေးကအမေအလှူမွေးနေအလှူဆိုဒါဆိုလို့ရှိရင်လည်းတို့တို့သစ္စာဖောက်နေရပဲလေဒုက္ခရောက်နေတဲ့ပြည်သူတွေနေ့တူကထမင်းကနေရလူတွေတို့လှူနေတာပဲလှူရတဲ့လူတွေကဖမ်းမယ်ဆိုအဲ့လိုပဲဖမ်းရမှာတနိုင်ငံလုံးတို့ဖမ်းရမှာတို့ကိုတို့တော့မှပြန်ပြီးအချုပ်ခန်းနဲ့ပြန်ဝင်ရလိမ့်မယ်မင်းအောင်လိုက်ကိုတိုင်ဘုံချုပ်မှုကြီးမင်းအောင်လိုက်ကိုတိုင်ကထောင်ထဲပြန်ဝင်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့သူကိုတိုင်မှဖခင်တွေမှလှူနေရမှာမဟုတ်ဘူးလားသူကိုတိုင်မှဟိုအเจ้าကြီးတွားဒီเจ้าကြီးတွားမိမနဲ့ကြီးရတယ်တွားပြီးသူတွားကြည့်နေရမှာမဟုတ်ဘူးလားသူကဟိုလှူရတဲ့လူတွေဖမ်းကြီးဆိုရင်တနိုင်ငံလုံးဖမ်းရမယ်သူကိုတိုင်လ ည်းဖမ်းရမယ်။သူလူလူအလှခံနေတဲ့သူ့ဖုန်းကြီးတွေလည်းသူဖမ်းရမယ်။ဟုတ်လားအမပြောတာ။အဲ့ဒါဆိုအလှခံနေတဲ့ဟိုဖုန်းကြီးတွေမေတီလာရှင်ကြီးတောင်းတိုက်တွေလည်းသူတို့ဖမ်းရမှာပေါ့။အဓိကကတော့အလှတိုင်းသာဖမ်းမယ်ဆိုရင်တော့ကွာတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ်။တို့မြန်မာတွေအလှတိုင်းရိုက်ရောတယ်။အဲ့တော့ဟိုဒလန်လောက်တဲ့လူများလည်းသိစေချင်ပါတယ်။ကိုယ်တိုင်ကမလှနိုင်ပေမဲ့ ူများလူတဲ့လူတာဓုမခေါ်နိုင်ဘူးဟာလာအဲ့ဒါအရင်ဆက်ဆရာကောင်းပါလေကျမတို့မြန်မာလူမျိုးတွေဘာကြောင့်မတိုးတက်တယ်လဲဆိုတာသူများအလုတ်ကိုဟာလာဟိုဘယ်လိုပြောမလဲကိုကဟိုသူများလို့မလူနိုင်ဘူးသူများလို့အလုတ်မလုံးနိုင်တဲ့အတွက်ကြောင့်သူများလှုပ်ထားတဲ့သူများထားတဲ့ပြုတ်ထားတဲ့အလှူကိုကုသိုလ်ကုသိုလ်မခေါ်နိုင်တဲ့အပြင်ကိုတာဓုမခေါ်နိုင်တဲ့အပြင်ကိုအကုသိုလ်အကုသိုလ်ဖြစ်ပြောင်းလဲရအောင်လို့သူများတွေဒုက္ခပေးတာ အဲ့ဒါအရန်ဝင်ရဲကြီးတယ်နော်အဲ့ဒီအာဟုတူပါလေအဲ့တော့အမပြောချင်တာကဒီစစ်ကောင်စီနဲ့တကွာတလန်လေးတိစေချင်တာကအမရဲ့ဒီအလှူငွေကိုလိုချင်တယ်ဆိုယူသွားပါဒါပေမဲ့ဒါတွေကဟိုဟိုခုနှစ်ရက်သားသမီးတွေကိုလှူဖို့အတွက်အမကဒီအိတ်ကလေးကိုချောင်းပြီးရည်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပတ်စံဒီအားလုံးတိန်300ကျော်ကိုသူတို့ဘလို့နီးနေပဲယူယူယူချင်တာယူပါဒါပေမဲ့အဲ့ဒီအာဟုတူဟာလေအဲ့ဒီတိန်300ကနေမကတ် ဟိုပို့ပြီးတော့များတဲ့အကုသို့ရားလိုက်ပဲစိတ်ဤစင်ရဲခြင်းကိုဤနှွမ်းပါခြင်းဟဲ့လားဘယ်အရာဘယ်နေရာရောက်ရောက်ဂုံတက်တရေညှိုးနှွမ်းခြင်းဆိုတဲ့အရာတွေအားလုံး ਨੇ ဟိုအကုသို့တွေရကြလိုက်မယ်ဘာကြောင့်လဲဆိုတော့အမစိတ်တန်တန်နဲ့လှူတာဖြစ်တဲ့အတွက်ကြောင့်ဒီအလွန်ငွေတွေအားလုံးကိုယူတဲ့လူဒီအလွန်ငွေတွေကိုတိမ့်အောင်လို့အကြံပေးတဲ့ဒလန်တွေအားလုံးကိုလည်းအမဒီကနေပြစ်တာပို့ပေးတယ်အဲ့ဒီကုသို့တွေအကုသို့အဖြစ်ပြောင်းချင်တဲ့သူတို့ရဲ့စိတ်တွေကို ဖះညင်တော်မူပါဘာဖြစ်လဲအမကတော့ခွင့်ထုတ်ပါတယ်အမကဘာဘလောက်ပဲရုံမှာရုပ်ပါဒါပေမဲ့မကောင်းတဲ့အရာကိုပြုတ်တဲ့လူကတော့ဖះကတော့ထိုင်ခတ်မှာပဲဒီထက်ပကပုတ်ပြီးအခုသူများကျင်တယ်ဆိုလို့ရှိရင်လှုပ်ပါအမကတော့ဆက်လိုက်ပြီးတော့ဒေါ်လာရေးတက်ဆွတ်သွားနေအောင်မှာပဲဒေါ်လာရေးဆိုအမလူတက်ပုတ်တဲ့ဒေါ်လာရေးကိုလှုပ်နေရမှာမဟုတ်ဘူးဒီဒေါ်လာရေးမှာတစားကန်ဖြစ်နေတဲ့ပြည်သူတွေအတွက်စားဖို့တောက်ဖို့အမတစ်လက်တစ်ဖက်တစ်လမ်းကနေအလို့ရှိနေအမတို့ထိုင်ဆောင်လို့မရဘူး အလူရှင်တွေအားလုံးဟာလည်းသူတို့ရဲ့စားဝတ်နေအတွက်ရုန်းကန်နေရတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့စီးပွားရေးရဲ့ကြက်တဲလာတဲ့အခါမှာဘယ်သူမှအလှူငွေတွေကိုဟိုပြည်သူတွေဟိုအချောင်းဒုက္ခရောက်နေလူတွေစီကိုပြည်သူတွေအစီအရောက်မပုံနိုင်ကြတော့အဲ့တော့ကိုယ့်ဘာသာကိုစီးပွားရေးလေးလှုပ်ပြီးတော့မှလှူတန်းတဲ့ဟာကိုပိတ်ပင်တဲ့အတွက်ကြောင့်ဒီအကုသူတွေဟာဘယ်လိုရကြမလဲဆိုတော့စောင့်ကြည့်နေပါအဲ့တော့အမကတော့စိတ်နာပြစ်တာပဲထားပါတယ်ဒီမောင်လေးတွေညီမလေးတွေစိတ်မကောင်းဒါပေမဲ့အမှန်တရားဆိုတာပေါ်လာမှာပါသူတို့တွေဒါစဉ်းစားတတ်တယ်ဆိုလို့ရှိရင်တော့အလှူသားမဲ့အလှူတစ်ခုကို သူတို့ဒီလိုမျိုးလှုပ်ရဲတယ်ဆိုတဲ့ဟာကတော့ပြည်သူတွေမြင်သွားတာပေါ့အလှူတောင်မှမလှုပ်ရဲလောက်အောင်ပြည်သူတွေအပေါ်မှာရက်ဆက်တယ်ဆိုတာမျိုးပြည်သူတွေမြင်သွားတာဘလို့လို့သူတို့အုတ်ချုပ်မှာလဲဒီပြည်သူတွေအုတ်ချုပ်နေတယ်ဆိုရင်ပြည်သူတွေရဲ့မြစ်တာပြည်သူတွေရဲ့စေတနာပြည်သူတွေရဲ့အလှူတောင်မှခွင့်မပြုတဲ့ဟိုနိုင်ငံတော်ရဲ့အကြီးအကဲကြီးဘသူကသူတို့ရဲ့လှုပ်ရက်တွေကိုထောက်ခံမှာလဲဟို မဲရွေးကောက်ပွဲလုပ်လိုက်ပါဘယ်သူမှသူတို့မဲပေးမှာမဟုတ်သူတို့ကသူတို့ပဲစာပြက်တွေမှာရေးပြီးပုံးနေမှာဟန်ဆောင်ပြီးတော့မှမဲမဲမဲဆိုပြီးသူတို့မဲပေးပါတယ်ဆိုပြီးလုံးဝမဘလောက်ချက်စရာကောင်းလဲဘာဖြစ်လဲဆိုတော့ပြည်သူတွေလှူတာတော့မှလိုက်ပြီးဖမ်းဆီးတယ်ပြည်သူတွေဘာမှလုံးလို့မရဘူးဈေးရောင်းတာတော့လိုက်ဖမ်းဆီးတယ်ပြည်သူတွေဘာလုံးလို့လိုက်ပြီးတော့ ထောက်ထပြီးသူတို့ကြည်နေရတဲ့အာဟုတို့ကလည်းနည်းနည်းနော်နော်အာဟုတို့မဟုတ်ဘူးအဲ့တော့အမားတို့ကလှုပ်ရှားရှိတာဆက်လှုပ်ရမှာပဲအမားကသူများအသက်ကိုတတ်ဖို့အတွက်လည်းထောက်ပံ့တာမဟုတ်ဘူးတကယ်ဒုက္ခရောက်နေတဲ့ဘိုးဘွားတွေခုနှစ်ရက်သားသမီးတွေအားလုံးတစားဖို့နေဘူးတောက်ဖို့အတွက်ကိုကိုနိုင်တဲ့ဘက်ကနေကူညီပေးတာအမားကူညီတဲ့ပတ်စံဆိုတာဘာမှမဟုတ်ဘူးတိမ်တောင်းချင်တဲ့ပတ်စံလည်းမဟုတ်ဘူးသူတို့ထင်တယ်လို့လက်နက်တွေဝယ်ပြီးရင်းလို့ရတယ်ငွေပမာဏလည်းမဟုတ်ဘူးအမားကလက်နက်တွေဝယ်ပြီးတော့ထောက်ပံ့ချင်တယ်ဆိုလို့ရှိရင်အမားမြန်မာနိုင်ငံဘယ်ငွေပို့မှာလဲအမားအဲ့လောက်ကြီးညံမနေဘူးအမားတခါတည်းနိုင်ငံခြားငွေနဲ့တခါတည်းဟိုဟိုဟိုအမေရိကရောအန်ယူဂျီရုံးကြီးရှိတဲ့နေရာရောအလှူငွေတွေ တိုက်ရိုက်လှူမှာပေါ့အမကဘာဖြစ်လို့ပြည်သူတွေအချင်းချင်းဒုက္ခရအောင်လုပ်ပါလဲအဲ့တော့အမကစေရနာဖြူဖြူစင်စင်နဲ့ရိုးရိုးတာမဲ့ခုနှစ်သားမျိုးလှူဖို့လုပ်တဲ့အတွက်ကြောင့်အမကစိတ်ရှင်းတဲ့အတွက်ကြောင့်အမတန်ငယ်ချင်းတွေအကူညီတောင်းတာသူတို့ကလည်းတာတာမဲ့စိတ်နဲ့ပဲကူညီပေးတာအဲ့အတွက်ကြောင့်အခုလိုဖြစ်သွားတဲ့နေမှာအဓိကတရားခံကစစ်ကောင်စီနဲ့ဒလန်ကြောင့်ပဲသူတို့ကတာမဲ့အပြည့်မရှိတဲ့လူတွေဖြစ်တယ်ဒီလိုအတာမဲ့အပြည့်မရှိတဲ့ပြည်သူလှူချင်းတန်းချင်းကိုတောင်မှကျမကိုအကြောင်းပြပြီးဖမ်းဆီးတယ်ဆိုလို့ရှိရင်အဲ့ဒီအမှုဖြစ်အောင်ပြဿနာဖြစ်အောင်လုပ်တဲ့လူတွေကိုယ်တိုင်နားလဲပါစေသိပါစေဟို စဉ်းစားညံလေးရှိပါစေလို့အမကတော့ပြောချင်ပါတယ်အမဘာမှမမောဘူးဘာမှမတိုက်ခိုက်ဘူးအဲ့တော့လူတိုင်းဟာမလို့လိုရင်လောဘတွေရှိကြတယ်ဒါပေမဲ့သူများမိသားစုစီးပွားရေးကိုထိခိုက်အောင်လို့လောက်ရလောက်တဲ့အဆင့်ထိကျွန်မအောက်တန်းမကြဘူးအဲ့လိုရုံမှမြင်လဲကိုယ့်ကိုပြန်သုံးသပ်ပါငါဒီအဲ့လိုမျိုးတော့ရုံမှနေပါသလားငါဒီသူများရဲ့စီးပွားရေးငါဒီသူများရဲ့မိသားစုအသက်စိတ်ဆင်းရဲမှုကိုဖြစ်အောင်လို့ငါလုပ်နေမိပါသလားဆိုရဲဒလန်တချို့စဉ်းစားနိုင်ပါစေလို့အမကတော့စတောင်းမိပါတယ်ဒါပေမဲ့အခုချိန်ထိအမကမျိုးစုံအပြစ်ပြောနေတဲ့လူတွေအခုချိန်ထိအမကလာပြီးကလန်တိုက်နေတဲ့ဒလန်လေးအားလုံးလည်းမသိပါတယ် တနေ့တစ်ချိန်မှာကိုလုတ်ခဲ့ဟာကိုတမိုင်းပါပဲအဲ့တော့ကိုရဲ့သားသမီးတွေကိုဘယ်မဲ့ဘယ်မျက်နှာနဲ့ကြည့်မှာလဲကိုသူတို့ထမင်းကျွေးနေတဲ့ပတ်စံကဟိုအဆက်ကဆောက်ဘုံမှပြီးတော့မှရနေတဲ့ပတ်စံလားအမှန်တရားကိုမျက်ကွယ်ပြုတ်ပြီးတော့မှအသက်ကိုရှင်နေရလားဆိုရင်အသက်ရှင်ရတာတန်ဖိုးမရှိပါဘူးအဲ့တော့အချိန်မီကိုကိုပြုတ်ပြင်ပါကိုအမားလုံးမိတယ်ဆိုရင်လည်းဝင့်ခံပါမကောင်းတဲ့အရာကိုဟိုအမှန်တရားကိုမျက်ကွယ်ပြုတ်ထားမိတယ်ဆိုလို့ရှိရင်အမှန်တရားအမြန်ဆုံးပြင်နိုင်ပါစေလို့အမားကသူ့မုံကတောင်းပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီထဲမှာအကောင့်တူတွေနဲ့အများကြီးအမောက်တိုက်ခိုက်နေတဲ့လူတွေဈေးဝယ်တဲ့လူတွေအများကြီးပဲ ဆိုတော့တချို့တွေဆိုလို့ရှိလို့ရှိရင်စကားချိုချိုလေးတဲ့တကယ့်ကိုဟိုဘယ်လိုပြောမလဲဈေးဝယ်တဲ့ပုံစံနဲ့လှုပ်ပြီးတော့မှအမအကောင့်နဲ့ရအောင်ယူတဲ့နေရာမှာလည်းပါတယ်အများကြီးတချို့ဆိုပတ်စံငွေငွေမလွှဲဘူးเนาะဒါပေမဲ့အကောင့်နဲ့ရသွားရောလုံးဝအကောင့်နဲ့ထွက်သွားရောအဲ့အဲ့လိုမျိုးလုပ်တဲ့လူတွေအများကြီးပဲဒါပေမဲ့အမကဘသူကတော့ငါ့ကိုဒလန်လောက်မှာပဲဘသူကတော့ငါ့ပေါ်မှာရုံမှာပဲလို့အမမတွေးဘူးဘာကြောင့်မတွေးဘူးလဲဆိုတော့အမရဲ့စိတ်က ရှင်းတယ်ငါထောက်လှူဖို့အတွက်လောက်တာငါဘသူအတက်မှာတတ်ဖို့အတွက်ထောက်ပံ့နေရမှာမဟုတ်ဘူးတကယ်တခွဲအောင်ရလူလူပေးတာဖြစ်တဲ့အတွက်ကြောင့်အမအဲ့လိုမျိုးကိုအမမစင်စားထားဘူးဒါပေမဲ့အဲ့ဒီအပုံမှာမှယုံမာလာတဲ့ဒလန်တို့စစ်ကောင်စီတို့ရဲ့စုံဖြတ်စင်ကျင်အားနည်းမှုကတော့အမလည်းအမခံမယ်အဲ့တော့အမှန်တရားကတော့အမှန်တရားတိုင်းရှိနေမှာပဲဟိုပြည်သူတွေကိုမတရားဆဆွဲဖမ်းဆီးတာရက်တန်းကရက်ပါဘာကြောင့်လဲဆိုတော့သူတို့တွေကအပြစ်မဲ့တဲ့လူတွေအမတို့ဖမ်းနေတယ်ဆိုလာဖမ်းလीတကယ်လို့နေအဖွဲ့အစည်းအများကြီးပဲရှိတယ်အထက်မှာတကယ်ကိုဟိုတော်လန်ရင်းမှာဟိုလက်နက်တွေဟလာ drone တွေစစ်စင်ရေးတွေအတွက်ကိုလောက်နေတဲ့နေရာတွေအများကြီးဘယ်သူတို့အဲ့ဒီအောက်မြေဖမ်းရလာမဖမ်းရဘူးရှာလို့ကိုမတွေ့ဘူးဘာကြောင့်လဲဆိုတော့ထိတ်လို့မပြရအဲ့ဒီလူတွေသွားပြီးတော့မှအဲ့တော့အမအလိုတာမန်လူတွေကိုလာထိတာပေါ့တာမန်လူနေရဲ့လူတွေကိုပဲလာထိတာဆိုတော့ပြဿနာတော့မရှိပါဘူးအမကတော့ဒီနီးနဲ့လူလို့မရတခြားနီးနဲ့အမလူနေမှာပဲအဲ့တော့အမခွလုတ်ပေးပါတယ်ဖះရှိတယ်ဖះကအမှန်တရားကိုစောင့်ကြည့်နေတယ်အဲ့တော့ဟိုမကောင်းတဲ့အရာကိုလုပ်နေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်း စိတ်ချော့လိုက်ပါကိုမကောင်းတာလုပ်နေလဲဆိုတာကိုကိုကိုတိပါတော့ဟလာနော်ဟိုမတရားဖန်ဆီးခြင်းခံရတဲ့မောင်မြညီမတွေတွက်လဲအမှန်တရားရှိပါတယ်ဇွဲမလျှော့ပါနဲ့အားမလျှော့ပါနဲ့အမတို့တတ်နိုင်တယ်မြတ်အကောင်းဆုံးကြိုးစားပေးပါမယ်အမအတွက်ဟလာဒီကုသူကိုဝေးမြရင်းထဲမှာအခုလိုမျိုးမတရားဆက်ဆွဲဖန်ဆီးခံရတဲ့မောင်မြညီမတွေတွက်လဲအမထူးနူးညွတ်ပြီးသားစုကိုတောင်းပန်ပါတယ်အမမှာသူတို့ထိခိုက်လို့စိတ်လုံးဝမရှိပါဘူးအမအကူညီပေးခြင်းအပြင်အခုလိုဒုက္ခရောက်သွားတဲ့မောင်လေးညီမလေးတို့လဲအမဒီနေ့ကနေတောင်းပန်ပါတယ်ဟိုအမန်တရားအတွက်ဆက်လိုက်ပြီးတော့ရက်တီပေးပါ ဖြူစင်တာကိုဖြူစင်တာကိုကိုညီတာဖြူစင်တာမှန်တဲ့အတွက်ကြောင့်ဖခင်ကဒီတိုင်းနေမနေပါဘူး။အဲ့ဒီဘက်ကြောင့်ဒီမောင်လေးညီမလေးတွေအတွက်လည်းပြည်သူတွေကအတန်ထွက်ပေးပါပြည်သူတွေကရက်တီပေးပါလို့အမပြောချင်ပါတယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။